မင်းနေလည်းမစားအောင်ညလည်းမစားအောင်ဆူရှိလေးစားတယ်ဟုတ်အေးတောက်တယ်အထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိတိုင်းဆိုအဲ့လိုဟင်းလေးထမင်းလေးလည်းတေချာလေးအဲ့လိုနယ်ဖက်ပြီးတော့စားတတ်တယ်လေရှင်တို့လည်းလူပြိုထောင်းပဲကြမ်းလာပြီးထင်တာမလားလူပြိုထောင်းနဲ့ကြမ်းလည်းအိုထောင်းအောင်ကြောင့်ကျွန်မပြောပြအောင်မသိလား ားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube Channel လေးမှာကြိုဆိုလိုက်ပါရရှင်ညီမခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အဆူတော်သေးဥဆောင်မေလာတန်စင်ဆိုရင်အားလုံးလည်းသိကြမှာပါမေလာတန်စင်ကမြန်မာထမင်းနဲ့ဟင်းကိုဘယ်လိုသွေးစားရမလဲမသိဘူးပဲနော်ထမင်းအောင်မစားဖြစ်တာကြာပြီဆိုပြောလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့ရှင်။ဒီမှာလူမျိုးတယောက်ဖြစ်ပြီးတော့ထမင်းနဲ့ဟင်းကိုဘယ်လိုသွေးစားရမလဲမသိဘူးဆိုတော့အံ့ဩစရာပဲเนาะ။ထမင်းကိုဘာကြောင့်မစားဖြစ်တာလဲဆိုတာပြောထားရဲ့ရှင်။တုတ်ဖြစ်နေရပေါ့။ဟုတ်သမီးထမင်းမစားဘူးပေါ့။ ဟုတ်သမင်းနေလည်းမစားအောင်ညလည်းမစားအောင်ဆူရှီလေးစားရဲဟုတ်အေးတောက်တယ်အခုတိအခုလည်းမစားဟုတ်အရင်ဟုတ်သမင်းစားဟုတ်သမင်းလောက်ရှိဟုတ်သမင်းလောက်မစားအခါရောစားကြည့်သေးတယ်ပါအဲ့လိုအမေဒီပါရရဟိုတခါကြည့်သူတို့စားရင်ခွန်ကျွရပါဘောနော်ခွန်ကျွရလဲဘာကျိုးစားတာပါပဲနော်ကိုယ့်ကိုမစားလဲသူများခွန်ကျွရလဲစားပြစ်သွားတာပဲဆိုတော့နှလုံးသုံးလုံးလောက်ကတော့တနေ့တနေ့တည်းတော့ဝင်တော့ဝင်ပါရဲ့ ဒါပေမဲ့ပုံမှန်အဲ့လိုထမင်းတပကံနဲ့ထိုင်စားရမျိုးအဲ့လိုမရှိတော့ဘူးအဲ့ဒါကြောင့်အိမ်မှာဆိုအိမ်ကထမင်းစားရဆိုကိုဘယ်တော့မှမခေါ်ဘူးသူကသူတို့ပဲစားကြတာဟုတ်ဝါတာဝါတော့ထမင်းစားရအကျင့်ဖြတ်လိုက်တာဘာမှမစားဘူးမုတ်ပဲစားရယ်အေးစားရယ်ပဲစားရယ်အဲ့တော့ဝိတ်ကကြာရင်ကြာရင်နဲ့အဲ့ဖြော်သွားရင်ဟုတ်ထတ်တော့မချတော့ဘူးတကယ်လည်းထမင်းကိုမစားကြည့်အောင်ဟုတ်အဓိကထမင်းနဲ့ဟင်းနဲ့ဘယ်လိုစားရလဲတိတိုင်းဆိုအဲ့လိုဟင်းလေးထမင်းလေးနဲ့တေချာလေးအဲ့လိုနေဖက်ပြီးတော့စားတတ်တယ်လေ သမီးကအဲ့လိုမဟုတ်ဘူးထမင်းစားရင်ထမင်းကိုပါစက်တဲ့အရင်ထည့်လိုက်တယ်ပြီးမှဟင်းကိုပါစက်တဲ့ထက်ထည့်အဲ့လိုမျိုးငငယ်ရအဲ့လိုပဲစားထမင်းသိပ်အဲ့လိုရောစားတာကိုသိပ်မတက်ဘူးကိုဆိုင်စီလေးနဲ့ကအဲ့ရုပ်ရှင်ရိုက်ပြီးတော့အဲ့ဒါအဲ့လိုပေါ့တချင်းဆိုဖို့ဖြစ်သွားတာပေါ့နော်ဒီတိုင်းလေးပဲအပျော်လေးပဲဆိုနေနေအဲ့လိုလေး ရိုက်ရိုက်ဖြစ်သွားတာပါအဲ့တခြင်းလေးကဟုတ်ဟုတ်ကဲ့အဓိကမေလာတော့တခြင်းတပုတ်ဖန်ပြီးမယ်ဆိုအဲ့ကိုဆိုင်စီနဲ့အဲ့တခြင်းလေးကလောက်ဖို့အစားအစီစဉ်မရှိဘူးဒီတိုင်းလေးပဲတခြင်းလေးကိုပေါ့နော်အာအဲ့တခြင်းလေးမေလာရထားလေးရှိရောအဲ့ဒါလေးကိုရိုက်လိုက်မယ်ဆိုပြီးတော့၃ရက်လောက်နဲ့အပီးရိုက်တယ်အပီးဆိုရင်နဲ့ကိုဆိုင်စီလေးကလည်းသူကအလုံးမအားဘူးလေနော်အလုံးအားတဲ့အချိန်လေးလောက်ရတာဆိုတော့၃ရက်နဲ့အပီးထုတ်လိုက်မိသားစုမှာအငယ်ဆုံးပေါ့ဟုတ်စကားအမှန်တမ်းပြောရရင်အဲ့လိုမွေးစားထားမွေးစားသမီးလေးပေါ့မွေးစားသမီးလေးအဲ့လိုလေးမွေးစားသမီးလေးကချစ်တာပေါ့ ပါပေါ့တောက်လျှောက်ဖြစ်ရမဆွနေဆိုရှင်အသူအကျွေးတောင်းတဲ့ကိစ္စရဲဆိုဖြစ်ရတယ်တောက်လျှောက်ဖြစ်ရတယ်ဂျမုံမြင့်မြတ်နဲ့ဆိုရင်လည်းအကျော်ဖြစ်ဖြစ်ရတယ်အဲ့လိုမျိုးဟောက်သွားတယ်ဟုတ်တယ်အဲ့ဒါဘေးနာအဲ့လိုပြိတ္တလေးတယောက်ကတင်လိုက်တာလေဆိုတော့အဲ့ဒါလေးအဲ့ဒါလေးလည်းပေါက်သွားတယ်နှစ်နှစ်လောက်ကပေါ့တောက်လျှောက်ကတာဆိုမောတာပေါ့ဇကားတကားလုံးဒါလည်းပြောရတာကတာပုံများတယ်ไซเคิลซิ่งเลยก่ายอ่ะแท้มาแท้มาเลยป่าเลยဆိုတော့လေไซเคิลซิ่งเลยก่ายก้าวออกมาเลยก่ายတော့ชอบก่ายဟုတ် ခုလိုမျိုးဝဲချနေတဲ့ကျမကြီးနဲ့မငြင်းနိုင်ဘူးလေနော်မိမိတယောက်ဖြစ်ပြီးပေါက်တက်ကရရှောက်လို့နေဆိုပြီးပြောလာတဲ့အကိုတယောက်ရဲ့ဗီဒီယိုကိုလည်းညီမနဲ့တူတူစက်ကြည့်လိုက်အောင်ရှင်အခုအိတ်ခံနေကြီးမာကြီးအစောရောမင်းသမီးလေးရဲ့သူဝဲချတဲ့ဆိုရင်အင်တာဗျူးကိုတတ်လာလို့နော်ရှင်တို့လည်းအဲ့လိုမျိုးလေးပေါက်တက်ကရဆက်လို့မှာဆိုလို့နော်အဲ့ဒါကိုပြောမလို့လမ်းစစမကိုစိုက်တဲ့နေရာမှာစိုက်တယ်လို့ယူလိုက်ဝဲချနေအမားတွေနဲ့ရှောက်ရှောက်မလုပ်ဖို့လို့ရှင်တို့တတိပေးစလို့ဒါမျိုးကိုလောက်တာနံပါတ်1တူအားတဲ့ထမင်းမစားတာနဲ့နှစ်နှစ်လောက်ရှိပြီတဲ့နော် ทำไมในเฮียแนวเลยตัวเราอยู่ในภาพทย์ปร์มาซาดาผูบ่เนาะทำไมในเฮียแนวเลยเราตุ้งย่าอยู่ในภาพทย์ปร์เลยมาซาดาผูเลยทำไมซาเลยมันจะอาสุภายซาเลยหรือตัวมีได้ขาดจังเนาะซูชิซาเลยเนี่ยซูชิอาทำไมทำไมเนี่ยมาบ่าวลากว่าเองเนาะนั่นก็คาจะเนาะเลยมุกตีไปซาเลยเนี่ยอันนั้ส่วนใหญ่ขาดจังสแน็คตีซาอะไรอะขนาดกูจะเฮลตี้ไลฟ์สไตล์มาเข้าผู้บ่เนาะโอ้แมา ဒီဝေးချမယ်ဝေးချတယ်ဝေးတက်တယ်ဝလာတယ်ပိန်သွားတယ်ဆိုတာလေးချိန်ခံနဲ့ပဲမူတည်ပြီးတော့ထင်းရမှာလူတွေကအသက်ကြီးလေဝလေနော်အဲ့တော့တခုကိုပြောပြမယ်အာဥပမာကိုကတနေ့ကိုကယ်လိုရီ100လောက်ကိုစားလိုက်တယ်ပေါ့နော်ကယ်လိုရီ100လောက်ပါတဲ့ဟာကြီးစားလိုက်တယ်ကိုကလေးချိန်ခံလုပ်တဲ့အချိန်မှာကယ်လိုရီ120ဘန်းသွားတယ်ဆိုလို့ရှိရင်အဲ့လူတွေကပိန်တယ်ကိုကတနေ့ကိုကယ်လိုရီ200စားတယ် လေ့ကျင့်ကလည်းမလုပ်ဘာမှမလုပ်အဲ့လိုမျိုးရစုစုလာပြီးတဲ့အခါကျတော့နော်ဝဝလိုက်လာတချို့ဆိုလို့ရှိရင်ကယ်လိုရီ200စားတယ်လေ့ကျင့်ကလုံးလုံးဘန်းသွားတယ်ကယ်လိုရီက100ပဲရှိရဆိုတနေ့တရာတနေ့တရာအဲ့လိုမျိုးစုပြီးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဝဝလာတာ snack တွေပါတယ်မလဲအဲ့လိုမျိုးတွေရှောက်စားတာမဟုတ်ဘူးနော်မကြမ်းမမာလဲနီလန်တဲ့အဲ့လိုမျိုးအစားတွေဟိုရှောင်ပြီးချောင်လောက်ပြီးချလို့ရှိရင်ရှင်တို့လေထိုးလိုက်တယ်လို့ပဲရှုပ်ဆိုပြီးရခါကြရှင်တို့အစားတွေဖြတ်နေတော့ပိတ်လိုက်မယ်တလားနှစ်လား အလှပြီးတဲ့ခါကျအစားပြန်စားလိုက်ပြီနော်စားလိုက်ပြီဆိုတော့ကျွန်တော်လေထိုးလိုက်တလို့ပဲအရင်ကပေါင်100ရှိတယ်ဝေးချလိုက်တယ်ပေါင်80နော်အစားပြန်စားလိုက်တာနဲ့ပေါင်150 200အဲ့လိုမျိုးတွေဖြစ်သွားမှာအဲ့တော့သူများတွေပေါက်တက်ကြရရှောက်ပြောတယ်ညုံပြီးတော့ပေါက်တက်ကြရရှောက်မလုံးနဲ့ဝိန်းချလဲစားချချနဲ့မိမလမ်းမှန်နဲ့ချမှာကောင်းတာဆူဆူမပူလို့ရဒါပဲအိပ်ပြီကဲဝိန်းချခြင်းနဲ့သူတို့အနေနဲ့လဲသူတို့ပြောတာကိုယုံပြီးရှောက်လိုက်လို့နေနေနော်အကုန်လုံးစမ်းမာရေးတွေထိခိုက်ကုန်မှရှင့် နောက်ထပ်ဗီဒီယိုလေးရတော့လူပြိုတောင်းကျမ်းနဲ့တင်တာအိုးထောင်းပိုကျမ်းနဲ့ဆိုပြီးတော့ပြောပြလာတဲ့အန်ဒီတယောက်ရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီမှာနဲ့တူတူစက်ကြည့်လိုက်အောင်နော်ရှင်တို့လည်းလူပြိုထောင်းပဲကျမ်းလာပြီထင်တာမလားလူပြိုထောင်းနဲ့ကျမ်းနဲ့အိုးထောင်းအကြောင်းကျွန်မပြောပြအောင်မသိလားတိုက်ခန်းနဲ့နေတဲ့လူတော်တော်များများကြီး80ရာခိုင်နှုန်းဒီတံခန်းစားမှုတွေ30ရာခိုင်နှုန်းဒီဆက်လက်ကန်းစုမသိတော့လူများဖွဲ့ကျွန်မပြောပြမသိရဘူး ဟိုမနေ့၄နိုင်ဆိုလဲထထောင်းလဲညသူညအိမ်မယ်ဆိုကိုနိုင်စင်တာကြီးလဲထထောင်းလဲနော်တနေ့ကင်းတော့လုံးမလုံဖဲနဲ့ဖုန်းတလုံးနဲ့ကြည့်ပြီးညကြမှာသူညတိတ်အိတ်ချင်းကြမှာဒီလင်ထောင်းမရထောင်းလေလိုက်ကဆိုမသိတဲ့အဖွဲတတ်တတ်ကိုရှိသေးတယ်နောက်ပြီးပြောပြမယ်သူညအိမ်မှာตาရေးရှိလားမသိနာရေးရှိလားမသိကိုခက်ကိုလုတ်ချက်တလို့လုတ်တယ်ဆိုပြီးတော့ဒီလှေကားမှာနော်ဆောင်နေရမြေလွတ်လိုက်တလို့နောက်ပြတော့ဗာလဲဆိုတော့နွားတွေနမြိုင်ထတလို့ဟိဟိဟိဟာဟာဟာဟဲ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 ပြ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  ိုက်တန်ဒီဆိုတော့လေစုညာသူများအိမ်နေလားသိမအိမ်နေလားမသိအိတ်ချင်းမသိမအိတ်ချင်းလားမသိအဲ့လိုလူမျိုးတွေလက်တပုံပဲလက်ကန်းဆုံးမသိတာနော်နောက်ပြီးကျွန်မပြောပြအောင်မသိလားအခုစောက်တဲ့အိမ်တွေကခိုးလာတဲ့အခါမှာတိုက်ခန်းနေခိုးလာတဲ့အခါပပလေးတွေလောက်တာပပလေးတွေလောက်တာဆက်လက်ကပပလောက်တာတဲ့အခါကိုခန့်ကိုအိတ်တဲ့ဆိုပြီးဒီလိုအိတ်တဲ့အခါမှာသူများခန့်ထောင်းတဲ့ဟာနားမှာဒိန်းဒိန်းဒိန်းနဲ့ကျွန်မတို့ကြားရတာကြားရလို့ကျွန်မပြောပြမယ်ဟိုဘာလဲဆိုတော့သူတို့ ူတို့စုသမ ्या သူတို့ပူသမ ्या သူတို့ထောင်းသမ ्या ကိုကျမတို့တွေကလေနှဝင်ပြရင်သူ့လက်တန်လေးလိုပဲကျမတို့ကသူတို့ကျမတို့ချော့တိမ်နေတယ်သူကျမတို့အိတ်နေလို့ရှိရင်ဒီမာကြီးသဘောကောင်းတယ်ဒီခန့်အရှင်အရှမ်းသဘောကောင်းတာပဲဟဲ့တော့ပြောလို့ရှိရင်လေကိုခန့်ကိုထုတ်တာဘာဖြစ်လဲဆောက်ဘဆိုးတယ်နောက်ဖြစ်နောက်ဆုံးလက်ကြကျမတို့မခေါ်မပြောတယ်တော့ဖြစ်ကုန်ကြရယ်နောက်ပြီးတချို့သောသူတွေပြောတတ်တယ်အဲ့လိုစုသမ်းပူသမ်းမကြားကျင်ရင်နဲ့ဘာလဲကိုကိုချန်ကိုဝင်းနဲ့နေပေါ့တယ်ဟဲ့တိရ ကိုချက်ကိုဝင်လဲရှိတယ်အချိန်နေနဲ့အချိန်ခါရကျမတို့ဒီတိုက်ခတ်နေရတာနောက်ဆုံးပြောမယ်ဆိုကိုဆန်တဲ့ကိုဘယ်နေရနေနေတော့ပြောစရာမလိုဘူးဘာကြောင့်လဲဆိုတော့လူကအလိုက်ကန်းဆိုသိဖို့မလိုတယ်ထမင်းစားနေတဲ့လူတယောက်ဒီတစ်ခါပြောရင်သိရနှစ်ခါပြောရင်သိရလူမှန်ရင်သိရနော်ကျမပြောပြအဲ့တော့ကျမကဘာလို့ဒီစကားပြောချင်တာလဲဆိုပြောပြအောင်ကျမကခုလက်တလောခံနေရနွေးတဲ့လူကဒီကသူများအိတ်ချင်ဆိုထောင်းပြီးထောင်းပြီးထောင်းပြီးတက်ကုန်ထောင်းလာအဲ့အိုရောင်းနေစပယ်ရှယ်ထောင်းတော့တာပဲထောင်းနဲ့ထောင်းကိုကျမပြောပြအောင် ဲ့မှာလေကျမလေးနေ့တူတူပါဆိုကျမလေးကလော်ရောကလော်လဲကလော်တဲ့ခါကြလဲချာနားခမ်းမထင်တာနောက်လေကြလဲဆက်ထောင်ပေါ့အဲ့တော့ကျမတော့ပျော်လိုက်ပေါ့တော့တော့ပျော်ဘာပြောလိုက်ကြမလဲကျမရေကြံသွားတယ်သိလားတမီးတို့ကလည်းအသေးရွယ်ပဲကြော်စားတာလေပန်းကတော့ချက်စားတာမဟုတ်ဘူးလေအသေးရွယ်ကြော်စားတယ်ဆိုတော့နည်းနည်းပပပဲထောင်းရတယ်ပေါ့ဘာလို့ဆိုစက်တံပြူလာပွင့်တော့အဲ့တော့အော်တို့ဘာလဲဆိုတော့သိလားအသေးရွယ်ထောင်းတာတော့အသေးရွယ်စားလို့ထောင်းတာတော့ကျမတို့မှာ ဒါလည်းဆိုငရင်လှုပ်တယ်လို့ပဲတောင်းကားတဲ့ချက်ဆန်ဒီခန့်အတွက်ကျမတို့တိုက်ကြီးကဟီရိုရှိမဘုံကြတယ်လို့ဒစားစီမြည်ကြီးနဲ့ကြွန်သွားမှမယ်နော်အဲ့လိုကျမတို့ပြောလိုက်တာရှိသေးတယ်နောက်နေ့ကျမတို့မခေါ်တော့ဘူးလေအဲ့လိုအချိုးတွေကရှိသေးတယ်ဒါကြောင့်ကိုလူတွေကလိုက်ကန်းဆိုတိပ်ပြီးတိပ်ဖို့ကောင်းတယ်ထမင်းဆန်တိရမယ်တခါထမင်းဆန်တိရမယ်တခါပြောရတိရမယ်နှစ်ခါပြောရတိရကိုခက်ကိုလှုပ်ချက်တယ်လို့လှုပ်လို့ရပါတယ်လှုပ်ပိုင်မှုရှိတယ်ဘာလို့လဲဆိုတက်နိုင်လို့ရှင်ရှင်တို့နှစ်ယောက်ရှင်တို့တွေဘာလို့လဲဆိုကိုတော်တော်ချုပ်ပြီးနှစ်ပါးတော့ကလို့တော့ရှာ ဒါပေမဲ့လူဆိုတာလိုက်ကန်းဆိုသိဖို့ကောင်းတယ်လို့ပြောတာအဲ့ဒါကြောင့်မရန်ကုန်ပြုတ်မှာဒီလူပြောထောင်းတက်ချမ်းတာအိုးထောင်းဆိုတာပိုဆိုတာအိုးထောင်းမှာပိုချမ်းလူလေးကတော့တိုက်ခနဲ့နေရသေးတယ်နော်ညအချိန်မတော်မှထုထောင်းချက်ပြုတ်စားတာကြတော့လေဘေးပတ်ဝန်းကျင်တော့အဆင်မပြေဘူးနော်မိုက်ဗီလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီလေးတွေမှာပြန်လည်ဆောင်တွေ့ကြမှာရှင်